တခြားကဘာကနေကဘာပေါ်ကိုရောက်လာခဲ့ကြတဲ့မြို့ဘိုးတွေကအေယာမတတဝါကြီးမင်္ဂလာပေါင်းတဲ့ခါချောင်းနဲ့ညီကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပြည်ကားဆို channel ကနေဦးစားပထမလို့ကွန်ဆက်တာလိုက်ပါရယ်ခင်ဗျာဒီနေ့မှာတော့ကဘာပေါ်ကိုမြို့ဘိုးတွေဖုံးလွှမ်းလာခဲ့ပြီးအေယာမတတဝါကြီးတွေထွက်ပေါ်လာခဲ့တဲ့အကြောင်းရည်ကူးထားတဲ့ The Mix ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမူကြည့်ရှုအားပေးကြပါဦးခင်ဗျာဇလန်လေးရဲ့အဆမှာတော့ရုတ်တရက်မုန်တိုင်းတိုက်ခတ်လာတဲ့အတွက်အလုံးလုံးနေတဲ့ပကြီးစရာဒေးဗစ်ကပြင်ကဆိုးရွားလာတဲ့ယာတီဥရုကိုမြင်လိုက်ရတဲ့အခါမှာတော့ ။ယာယီဖို့အတွက်သူစနီးစတက်ဖနီနဲ့သားဖြစ်သူဘီလီကိုမြောက်ခန်းစီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါရီ။သူတို့ထွက်သွားပြီးတိတ်မကြခင်မှာပဲ။ချန်နဲကတက်ပင်တပင်ကသူ့ရဲ့အလုပ်ခန်းလေးကိုကျူးကြလာပါတော့တယ်။နောက်တစ်မိနစ်မှာတော့မုံတိုင်းကအိမ်ကိုပစ္စည်းစီရဲ့ယုံသားမကထူးဆန်းတဲ့အရာတစ်ခုကိုပါခြံခဲ့ကြောင်းဒေးဗစ်တယောက်တွေ့သွားခဲ့ပါရီ။အဲ့ဒါကတော့ဒေါက်တာနေဘောတီတီရှိနေတဲ့ကျောင်းဘက်ဖွဲထူထပ်နေတဲ့မြူကိုတွေပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရမျိုးကိုသူတို့ကတခါမှမမြင်ဘူးကြတာပါ။ဒေးဗစ်ကြောင့်မြူရဲကိုကားနဲ့ပစ္စည်းဝယ်သွားဖို့ဆုံးပြခဲ့ပါတယ်။ ဒါပေမဲ့လည်းသူကသူ့ရဲ့နေချင်း brand နဲ့ပစ္စည်းဆိုးရှုံးမှုတွေအတွက်ယောကြီးအကြောင်းအရေးဆုံးပြောဖို့လိုအပ်နေပါတယ်။ brand ဟာမျိုးရဲကနာမည်ကြီးရှိနေတဲ့အုပ်ဖြစ်ပြီးတော့သူ့ကိုအနိုင်ယူဖို့ဆိုတာဘယ်တော့မှမလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့လည်းဒီချိန်မှာတော့ brand ကပစ္စည်းမှုတွေအတွက်ယောကြီးပေးဖို့အားအသင့်ဝယ်သဘောတူခဲ့တာပါ။တကယ်တော့သူကားကတစ်ပင်ပြီးသွားကပစ္စည်းသွားတာကြောင့်ပစ္စည်းတွေသွားဝယ်ဖို့ဒေးဗစ်ရဲ့ကားကိုငှားကျင်လာကြောင်းပဲဖြစ်ပါတယ်။ ကားနဲ့သွားရင်လည်းသူတို့နှစ်ယောက်ကတောင်တွေပေါ်ကမြူကိုးတွေစီကိုစစ်ကားတွေအမြန်သွားနေတာကိုသတိထားမိခဲ့ကြပါတယ်။ဒေဗစ်ကတော့အသိလေးမထားခဲ့ပဲနဲ့ယာဒီဦးတို့ပုံမစိုးလာခင်စူပါမားကတ်မှာဒဝက်တာတွေဝယ်ဖို့သာစိတ်ဆောနေခဲ့ပါတယ်။သူတို့ရောက်သွားတဲ့အခါမှာတော့စတိုးဆိုင်ထဲမှာလူတွေလည်းပြည်နေခဲ့ပါတယ်။ဒေဗစ်တယောက်တခြားဖောက်တွေနဲ့စကားပြောနေတော့ရုတ်တရက်စစ်တပ်ကရရှိတူးလဲဝင်လာခဲ့ပါတယ်။သူတို့ရဲ့ရောက်ရှိလာတာကတကူးကူဆိုးရွားနေပြီဆိုတဲ့သဘောကိုဖော်ပြနေခဲ့တာပါ။ ောက်တစ်စက္ကန့်မှာပဲတစ်မျိုးလုံးမှာကျဲလောင်တဲ့အရေးပေါ်အော်ဟောတံမြည်လာပါတော့လေလူတွေကဘာတွေဖြစ်နေလဲမသိဘဲနဲ့ထိတ်လန့်တုံလုံးစွာနဲ့အပြင်ထွက်ကြည့်ခဲ့ကြပါလေအဲဒီအချိန်မှာပဲမျက်နှာမှာသွေးတွေနဲ့ထိတ်လန့်နေတဲ့တံမလို့ခေါ်တဲ့ဒေသခံတယောက်ကစူပါမားကတ်ထဲကိုပြေးဝင်လာပြီးတော့မြူကိုရီထဲမှာကြောက်စရာကောင်းတဲ့တကူကူပုံအောင်နေကြောင်းကိုတတိပေးပါတော့လေဒေဗေတာဘီလီကလည်းကြောက်ရွံ့သွားခဲ့ပြီးတော့ချက်ချင်းအိမ်မြန်ဖို့တောင်းဆိုနေခဲ့ပါလေဇေဝဲလီကအပြင်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့မြူကိုရီပတ်ဝန်းကျင်မှာအလင်းမြန်တူထက်လာနေတာကိုတွေ့လိုက်ရပါတယ် အမျိုးသားတစ်ယောက်ကကားနဲ့တွေ့ပြီးဖို့စူးစမ်းခဲ့ပေမဲ့လည်းကားတကားကိုမဖွင့်နိုင်ခင်မှာပဲမြူကိုတွေကသူ့ကိုခုံးလန်းသွားခဲ့ပါတယ်။ခဏကြာမှတော့သူ့ရဲ့နာကျင်စွာ အော်ဟစ်လိုက်တဲ့အတန်တွေကပဲ့တင်ထလာခဲ့ပါတော့တယ်။စူပါမားကတ်ကစပင်းစရာဂျင်ကထိတ်လန့်သွားပြီးတော့တကားကိုပိတ်ချပစ်ခဲ့ပါတယ်။မကြာခင်မှာပဲစတိုးဆိုင်တစ်ခုလုံးမြူကိုတွေဖုံးလန်းသွားပါတော့တယ်။ တချို့ကတော့နီနာကဆဲကိုတကူကဓာတ်ရုပ်ပစ္စည်းယိုစိမ့်မှုဖြစ်နိုင်ကြောင်းထင်ခဲ့ကြပေမဲ့အရေးပေါ်အော်အတန်ကရုတ်တရက်ရက်တန့်သွားကအရာမတရဝကြီးတကောင်လမ်းလျှောက်သွားသလိုမျိုးရေပြင်ဟာလည်းပြင်းထန်စွာတုန်ကလာပါတော့လေနောက်ဆုံးမှာအတန်ဒီရက်တန့်သွားတဲ့အခါမှာတော့လူတိုင်းဟာတံမြင့်စကားကိုယုံကြည်လာခဲ့ကြပြီးစူပါမားကတ်ထဲမှာပဲနေပြီးတော့ကယ်ဆယ်ရေးကိုစောင့်ဆိုင်းဖို့သာဆုံးဖြတ်ခဲ့ကြပါတယ်ဝေဒနာအချိန်ဒီမှာစိတ်သက်သာနေတဲ့မျိုးသမီးတယောက်ကသူ့ရဲ့ကလေးတွေရှိရာအိမ်ကိုပြန်မဲ့အကြောင်းပြောနေပါတယ် ဘသူကမှသူနဲ့လိုက်ဖို့တတ်သိမရှိတဲ့အတွက်သူကမြူကိုရဲကိုတယောက်ထွဲထွက်သွားပါတော့လေဒီနောက်မှာတော့ Yotis Dozan ရဲ့မိဆက်ကလည်းပြတ်သွားခဲ့ပါတယ်အန်ယစီတောင်း David တတိပေးခဲ့ပေမဲ့နမ်လို့ခေါ်တဲ့လူငယ်တယောက်ကပိတ်ဆို့နေတဲ့လေဝင်လေထွက်ပေါက်ကိုရှေးမှုတ်အတွက်ပစ္စည်းချတဲ့တကားကနေပြင်ထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်နမ်ကတကားကိုဖွင့်လိုက်တဲ့အခါမှာတော့မြူရီတဲကနေရေပွဲလက်တံလိုလက်တံတစ်ခုကသူ့ကိုဆုပ်ကင်ကမြူကိုရဲကိုဆွဲကော်သွားပါတော့လေအဲ့ဒါကြောင့်လူတိုင်းကလည်းထိတ်လန့်တော်လို့လာကြပါတယ် ဒေးဗစ်နဲ့တခြားလူတို့ကလည်းလက်တံကိုပစိမ့်နဲ့ခုတ်ပစ်ကာတကားကိုပြန်ပိတ်နိုင်ခဲ့ကြပေမဲ့လည်းနန်းကတော့မြေကိုယ်ထဲပါသွားခဲ့ပြီပဲဖြစ်ပါတယ်။မျက်မြင်သက်တွေတွေကတုံလုံးနေခဲ့ကြပေမဲ့တချို့ကတော့သူတို့မမြင်ခဲ့ရတဲ့အရာကိုမြုံကြီးနိုင်ရောညှင်းဆန်နေခဲ့ကြပါတယ်။ဒေးဗစ်နဲ့အော်လီတို့ကတော့တိုက်ခိုက်မှုကြောင့်ရှင်းပြခဲ့ပေမဲ့အပြစ်မှာရက်ဆက်တဲ့တရားဝါတွေပေါ်အောင်နေတာကိုလူနည်းငယ်ကသာယုံကြည်ခဲ့ကြပါတယ်။ Branch Norton နဲ့တခြားလူတွေကတော့သူတို့ကစိတ်ကြောက်ကြပြီးတော့ထင်ုံထင်မှားဖြစ်နေခဲ့တာလို့ပဲထင်နေခဲ့ကြပါတယ်။ အဲဒီနောက်မှာယုံကြည်သူတွေကတော့ကြိုတင်ကာကွယ်မှုတွေလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ကစတိုးဆိုင်ရှိကိုလေးလံတဲ့အိမ်မွေးတရိတ်ဆန်အစာအိတ်တွေ၊ရောစာအိတ်တွေနဲ့ခိုင်ခန့်အောင်ကာရန်ခဲ့ကြပြီးကွက်လက်တွေကိုလည်းတိတ်တည်နဲ့ပိတ်ကာခုခံကာကွယ်ဖို့အတွက်မိတိုင်တွေပြုလုပ်ခဲ့ကြပါတယ်။ Brand Norton ကတော့အမှန်တရားကိုမသိဘဲနဲ့အန်ဒီယေကိုလှောင်ပြောင်နေခဲ့ပါတယ်။အကောင်လုံးကဒီယူတန်ဖြစ်နေကြကြောင်းယုံကြည်ခဲ့ပြီးသူကသူ့လိုမယုံတဲ့လူတွေကိုစုစည်းကအကူအညီရဖို့အတွက်စူပါမားကတ်ကနေထွက်သွားပါတော့လေ။ ဒီဗီရဲ့တောင်းပန်မှုကိုဂရုမစိုက်ဘဲနဲ့ဆိုင်ကယ်သမားတဦးကလည်းသူကားတွေကတနတ်ကိုယူသွားခြင်းကြောင့်ပြောခဲ့ပါတယ်။အန်နီရှိရင်သူ့ကိုကယ်တင်နိုင်မှုအတွက်ဒီဗကသူ့ရဲ့ခါမှာကျိုးရှိတချောင်းကိုချီထုတ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘရန်ဂျနဲ့တခြားသူတွေကမြူကိုရဲကိုဝင်ရောက်ပြီးတော့ပျောက်ွယ်သွားခဲ့ကြပါတယ်။ခဏကြာမှာပဲဂျိုးကိုပြင်းထန်စွာဆောင်ဆွဲလိုက်သူလိုမျိုးတင်းသွားခဲ့ပါတယ်။စတိုးဆိုင်တွေကဒီဗစ်တို့ကဂျိုးကိုပြန်ဆွဲလိုက်တဲ့အခါမှာတော့ဆိုင်ကယ်သမားရဲ့သွေးတွေနဲ့သူ့ရဲ့ခန္ဓာကိုအောက်ပိုင်းတစ်ဝက်သာပြန်ပါလာခဲ့တဲ့အတွက်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ ဒီကြောင်မဲ့ဖွယ်မြင်ကွင်းကြောင့်ပဲမြူကိုးထဲမှာမွန်စတာတွေတကယ်ရှိနေကြောင်းသူတို့ကသဘောပေါက်သွားခဲ့ကြပါတယ်။ချက်ချင်းပဲမြူကိုးတွေကြားကနေသွေးပြစ်ဖွယ်အော်ဒန်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ brand နဲ့သူ့လူတွေလည်းတိုက်ခိုက်ခံခဲ့ရပြီးတော့သူတို့ထဲကတယောက်မှပြန်မလာနိုင်ခဲ့ပဲနဲ့တတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ရန်ရောလာတဲ့ကံမှာတော့ဝန်ထမ်းတွေကစူပါမားကတ်ကိုအရန်မီးဆက်ကပါဝါနဲ့တအားပေးခဲ့ပါတယ်။အဲဒီချိန်မှာပဲပြန်တန်းနေတဲ့အယာမအင်းစင်များအုပ်စုကတောက်ပတဲ့မီးအောင်ကြောက်ရောက်လာကစတိုးဆိုင်ရဲ့ brain box တွေပေါ်မှာဝိုင်းအောင်နေခဲ့ကြပါတယ်။ ဘရင်းမောက်မန်နေဂျာကအကွဲသွားတဲ့အခါမှာတော့ရေတွဲလို့မရတဲ့အရာမှန်အင်းဆက်တွေနဲ့ပြန်တန်းနိုင်တဲ့သားရဲကောင်တွေကစူပါမားကတ်ထဲကိုပြန်တန်းဝင်ရောက်လာခဲ့ကြပြီးပိတ်မိနေတဲ့ဈေးဝယ်တွေကိုလည်းတိုက်ခတ်ခဲ့ပါတယ်။အသက်ရှင်ကျန်တဲ့သူတွေကပြန်လည်တိုက်ခတ်ကြတဲ့အခါမှာတော့ဝုံသုံးကားတွေဖြစ်ပွားခဲ့ကြပါတယ်။မြို့သားတစ်ယောက်ကဂျန်နိုက်တန်ကိုမီးရှို့ကမီးတို့ဖြစ်သုံးဖို့ကြိုးစားခဲ့ပေမဲ့လည်းမတော်တဆသူ့ကိုယ်သူမီးရှို့မိပြီးတော့ပြင်းထန်တဲ့မီးလောင်တန်ရာကိုရသွားခဲ့ပါတယ်။ နောက်တဲ့လူညောင်လဲတည်ဆုံးခဲ့ရပြီးအဲ့ဒီထဲမှာအေယာမပိုးကောင်အစိမ့်ရှိတဲ့အင်းဆက်ကြောင့်အစိမ့်မိပြီးတော့ချက်ချင်းတည်ဆုံးခဲ့တဲ့ဇေးမာလီဆယ်လီလဲပါသွားခဲ့ပါတယ်။ရစတဲ့အချိန်ဒီမှာဂါဒီဆိုတဲ့မျိုးသမီးတစ်ယောက်ကတောင်းတနေရမှာပိုးအောင်နေပြီးတော့စက်တိုက်ဆူတောင်းနေခဲ့ပါတယ်။အောင်စရာကောင်းစွာပဲအေယာမအင်းဆက်တကောင်ကသူ့ဘော်ကိုလာနာခဲ့ပေမဲ့လဲသူ့ကိုအနေမပေးဘဲနဲ့ပြန်ထွက်သွားတဲ့အတွက်သူက လုံးဝကိုပေးကင်းခဲ့ပါတယ်။အသက်ရှင်ကြံရည်သူတွေကသူ့ရဲ့အသက်ရှင်ကြံရည်မှုကိုဘုရားသခင်ရဲ့နမိတ်ဖြစ်လက်ခံခဲ့ကြပါတယ်။ သူကထင်ကြီးခံခဲ့ရပြီးကြောက်လန့်နေတဲ့လူတွေဟာလည်းသူ့ရဲ့ဟောပြောမှုတွေကိုယူသွစွာနားထောင်ခဲ့ပါတယ်။ကျောင်းမဖွဲတိုက်ခတ်မှုပြီးမှာတော့ဆီယမ Irons လိုစိတ်တည်ငြိမ်နေတဲ့သူတွေဟာတရားရသူတွေကိုပြုစုခဲ့ကြပါတယ်။ဒီချိန်ထဲမှာပဲဂါဒီကမြူကိုရီယာဘုရားသခင်ရဲ့ပြစ်ပေးမှုဖြစ်ကြောင်းနဲ့တရားစီရင်တဲ့နေ့ရောက်လာပြီးဖြစ်ကြောင်းအော်ပြီးတော့ကြေညာနေခဲ့ပါတယ်။သူကဘုရားသခင်ကိုကြေနဲ့အောင်လူသားတွေကိုရုပ်ပူဇော်မှသာမြူကိုရီကိုမောင်းထုတ်နိုင်မဲ့အကြောင်းလမ်းကျုပ်လှုပ်ကြံပြီးတော့ရှောက်ရှွေးခဲ့ပါတယ်။ ။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ David နဲ့ဂျိုးချောင်းဆင်ကျင်နိုင်တဲ့အသက်ရှင်ဂျန်ရဲ့သူတွေကထိတ်လန့်သွားခဲ့ပါတယ်။ကြောင်ရမှုတွေဖော်ရနေတဲ့လူတွေဟာတော့သူပြောတဲ့အတိုင်းယုံကြည်ကလိုက်လုပ်ခြင်းတွေခဲ့ကြပါတယ်။အရင်ကသူ့ကိုတန်တရားရှိခဲ့ဘူးတဲ့ဆက်ပြင်စရာဂျင်လိုလူတွေတောင်မှစိတ်ပြောင်းပြီးတော့သူ့ရဲ့ကိုယ်ကိုယ်သူအဖွဲတဲကိုဝင်ရောက်ခဲ့ကြပါတယ်။အသက်ရှင်ကြံရခဲ့တဲ့လူတွေထဲမှာရေးပေါ်စေကူတာဖို့လိုအပ်နေတဲ့မိလောင်တန်ရရထားတဲ့လူတယောက်လည်းရှိနေခဲ့ပါတယ်။အဲဒါကြောင့်ဒေးဗစ်ကစေးတိုင်ကနေစေးတွေတွားယူဖို့အတွက်လူစုကဥဆောင်ခဲ့ပါတယ်။ ီတော့မှတော့သူက Ollie Dan Irons နဲ့တခြားလူတွေကိုသူနဲ့အတူတူလိုက်ခဲ့ဖို့ရွေးချယ်လိုက်ပါတယ်။သူတို့ကမြူကိုရီတဲကနေဖြတ်ကားစေးဆိုင်ကိုသွားခဲ့ကြတဲ့အခါမှာတော့အဲ့ဒီမှာဘင်းကူမြင်နေတဲ့ Monster တွေကလွမ်းမိုးထားတဲ့အလောင်းတွေလည်းရှိနေခဲ့ပါတယ်။ရုပ်တရက်ဘင်းကူနဲ့တူတဲ့ Monster တွေထွက်လာက Acid တက်ပါတဲ့ပိုးမြင်နေတဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီဘေတုပ်ဖွဲတွေကနေရောလဲတက်ခံခဲ့ရပြီးတော့တယောက်ကတော့ Acid ကြောင့်ခြေထောက်ပြတ်ထွက်သွားကနောက်တစ်ယောက်ကတော့အကိုက်ခံလဲရပြီးတော့အစိမ့်မိကချက်ချင်းတေဆုံးသွားခဲ့ပါတယ်။ ဒေးဗစ်နဲ့ဂျန်တဲ့လူတွေကအသေးချေပြန်တိုက်ခိုက်ခဲ့ကြပြီးကြောင်းရမှုကြောင့်လက်ပလာတဲ့စူပါမားကတ်စီကိုပြန်ပြီးဆုတ်ခွာခဲ့ကြရပါတယ်။ကြာရှုံးမှုကြောင့်သက်ရှင်ဂျန်ရဲ့သူတွေရဲ့စိတ်ချင်တွေကပိုဆိုးလာခဲ့ပြီးတော့အစာတွေကဆေးသွားမယူစေခြင်းနဲ့ဂါဒီကပွဲလံတုံးဖျားခင်းပြီးတော့စတိုးဆိုင်တွေကထွက်သွားတာကဘုရားသခင်ကိုဒေါသထွက်စေခဲ့ပြီးအပြစ်ပေးခံရတာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကလူတွေကိုစတိုးဆိုင်ထဲမှာပဲနေပြီးတော့ဆူတောင်းနေမယ်ဆိုရင်ဘုရားသခင်ကကာကွယ်ပေးထားမှာဖြစ်ကြောင်းရှာယိုးမရှိတိုင်းရှောက်ပြောနေခဲ့ပါတယ် သွေးမိနေတဲ့သူတွေထဲမှာတော့အနာကစကန်းကစက်သား၃ဦးလဲပါဝင်နေခဲ့ပါတယ်။နောက်တစ်ရက်မှာတော့သူတွေကနှစ်ယောက်ကကြောက်ရွံ့မှုတဲ့အပြစ်ရှိစိတ်ကိုခံစားနေခဲ့ရကသူတော်ကန်းထဲမှာကိုကိုကိုအဆုံးစီရင်ခဲ့ကြပါတယ်။အာယုံတဲချိန်မှာတော့နောက်ဆုံးကြံခဲ့တဲ့စက်သားဝင်ဂျက်ဆက်ကိုဂါဒီယန်နောက်လိုက်တွေကလူအုပ်စုရှေ့ကိုဆွဲခေါ်လာပြီးတော့အချိန်နေရှင်းပြခိုင်းပါတော့တယ်။ ဂျက်ဆက်ကအာမတန်တို့မန်ရှော့ကသူတို့စကန်းကတခြားကဘာတစ်ခုစီကတကားကိုဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့အကြီးကျယ်မှားရင်သွားခဲ့ပြီးတတဝါတွေကိုကဘာမြေပေါ်ကိုလှုပ်ပေးလိုက်မိကြောင်းဝေခံခဲ့ပါတော့လေအဲ့ဒါကိုကြားလိုက်ရတဲ့အခါမှာတော့လူအုပ်ကြီးကိုယူသွားစေခဲ့ပါတယ်သူတို့ကဂျက်ဆန်ကိုရဲဆက်ဆက်ရိုင်းနေခဲ့ကြပြီးတော့မြူသားတယောက်ကလည်းသူ့ကိုဓာတ်နဲ့အချိန်ချင်းထိုးသတ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတန်ရရထားတဲ့စသားကိုရပ်ပူစော်တဲ့အနေနဲ့အပြင်ကိုထုတ်လွှတ်ခဲ့ပါတော့လေ ဒီတော့မှတော့ပဇင်းရီခွဲလိုတရဝါကြီးတစ်ကောင်ကမြူိုးတဲကနေထွက်လာပြီးတော့သူ့ကိုချက်ချင်းကိုက်စားလိုက်တာကိုမြင်လိုက်ရတဲ့အခါမှာတော့ဆိုင်ထဲကလူတွေလည်းထိတ်လန့်သွားခဲ့ကြပါတယ်။အဲဒီအချိန်မှာဂါရီကတော့အသက်ရှင်ကျန်ရဲ့သူအများစုကိုထိ ंछ ုံနိုင်နေပြီပဲဖြစ်ပါတယ်။ဒေးဗစ်ကဒီတဲ့ပိုကြကြနေမယ်ဆိုရင်သူနဲ့သူ့ငယ်ချင်းတွေကနောက်ထပ်ယူပုဇော်ခံရမယ့်တားကောင်တွေဖြစ်လာမယ်ဆိုတာသဘောပေါက်နေခဲ့ပါတယ်။ မနေ့ရက်တဲ့အခါမှာတော့သူကသူသားပီလီအမန်ဒါအိုင်ရင်စတန်အော်လီနဲ့ဂါဒီရဲ့ကိုးကွယ်သူအဖွဲ့ပါမပါဝင်ခြင်းနဲ့တခြားသူတို့ချို့နဲ့တူလျှို့ဝှက်စာထွက်ပြေးဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာတော့ဂါဒီနဲ့သူမရဲ့ဆွန်းရောင်နောက်လိုက်တွေကဓာရီလက်နက်တွေနဲ့ထွက်ပေါက်ဖို့ပိတ်ဆို့ခဲ့ကြပါတယ်။ဂါဒီကပီလီနဲ့အမန်ဒါကိုနောက်ထပ်ရစ်ပူစော်ရမယ့်တားကောင်တွေဖြစ်အော်ဟစ်ကဂျန်တဲ့သူတွေကိုလည်းတပ်ပစ်တင်ကြောင်းပြောခဲ့ပါတယ်။ သူရဲ့ knowledge တွေကချင်းခဲ့လာတဲ့အချိန်မှာတော့ Oli ကအမန်ဒါပေးထားတဲ့တနတ်ကိုထုတ်လိုက်ပြီးတော့ဂါဒီကိုနှစ်ချက်ပြစ်လိုက်တဲ့အခါမှာတော့ချက်ချင်းကိုတည်ဆုံသွားရပါလေ။သူရဲ့ရုပ်လောင်းကကျမ်းမြင့်ပေါ်လဲကျသွားတဲ့အခါမှာတော့ထိလန့်နေတဲ့ knowledge တွေကလည်းအိမ်မဆိုးကနိုးလာသလိုမျိုးချက်တည်တည်နေခဲ့ကြပါလေ။တို့ကဒေးဒီစိတ်နဲ့နောက်ဆုတ်လိုက်ကြတဲ့အခါမှာတော့ဒေးဗစ်နဲ့သူ့အဖွဲ့ကလည်းစူပါမားကတ်ရဲ့ရှေ့တကားကနေထွက်ပြေးဖို့လမ်းပွင့်သွားခဲ့ပါလေ။ဒေးဗစ်နဲ့သူ့အဖွဲ့ကမိခိုးဖုံးနေတဲ့ကားပါကင်ထဲကိုပြေးဝင်သွားခဲ့ပြီးတော့သူ့ရဲ့ကားစီကိုလည်းပြေးလွှာသွားခဲ့ကြပါလေ ယူကိုတွေထူထပ်နေတဲ့အတွက်သူတို့ကတယောက်နဲ့တယောက်မြင်ရဖို့အတွက်တောင်မှခက်ခဲနေခဲ့ပါတယ်။ကာနာရောက်ခါနီးမှာတော့ပဇင်းရင်ခွဲလို့အယာမတတဝါကြီးပြန်ပေါ်လာခဲ့ပြီးတော့သူတို့ဖွဲ့စည်းကိုခုံဝင်ကအော်လီဂိုဖန်ဆိုပြီးတော့ဆွဲပြဲပြစ်ပါတော့လေ။ဒီချိန်ထဲမှာပဲအဖွဲ့ဝင်အုပ်ဖြစ်တဲ့မိုင်းနဲ့အမ်ဘရိုစ်တို့ကယူကိုထဲမှာပုံနေတဲ့ဘင်းဂလူတတဝါကြီးတိုက်ခိုက်တာခံခဲ့ရပြီးတော့ရဲရဲစက်စက်ကိုတတ်ခံခဲ့ရပါတယ်။ ဒါကိုမြင်လိုက်ရတဲ့မန်နေဂျာဘန်ဟာစိတ်သက်သာပြီးတော့ကြောင်းရုံတုံလို့ဆိုရတဲ့စူပါမတ်ကတ်ကိုပြန်ပြေးသွားတဲ့အခါမှာတော့အထက်ကလူတွေကသူ့ကိုပြန်ဝင်ခွင့်ပေးခဲ့ပါတယ်။စိုးစိုးမှုတွေရှိခဲ့ပေမဲ့လည်းဒေးဗစ်ကသူ့သားဘီလီကိုပွေ့ကြည့်ပြီးတော့အမန်ဒါတန်နဲ့အရင်စတိုကိုဥဆောင်ကကားစီကိုခေါ်သွားခဲ့ပါတော့တယ်။အသက်ရှင်ကြာရဲ့သူ၅ယောက်ကဒေးဗစ်ရဲ့ကားထဲဝင်တကားတွေလောချပြီးတော့စူပါမတ်ကတ်ကနေဝေးကိုအရှိန်နဲ့မောက်ထွက်သွားခဲ့ကြပါတယ်။ဒေးဗစ်ကမျိုးရဲကနေချက်ချင်းမထွက်ကသေးပဲပထမဆုံးအနေနဲ့သူစနီစတက်ဖနီကိုတွားကြည့်ဖို့အတွက်သူ့ဝင်ကိုမောင်းသွားပါတယ်။ ဂျိုးစုံနေတဲ့မြင်ကွင်းကတော့သူ့ကိုစိတ်ပြည့်အားငယ်မှုတွေနဲ့ပြည့်စည်ခဲ့ပါတယ်သွေးငါပစ္စည်းနေခဲ့ပြီးတော့စတီဗန်နီရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုလည်းပင်းကိုမြင်နေကအလွာလိုက်ရစ်ပတ်ထားတာကိုတွေ့ခဲ့ရပါတယ်။တကယ်တော့သူကဒီတတော်ဝါရီရဲ့သားကောင်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဝမ်းနဲ့ပူဆွေးနေပေမဲ့လည်းဒေးဗစ်ကကားထဲပြန်ဝင်ပြီးတော့ကျန်တဲ့သူတွေနဲ့အတူတောင်ဘက်ကိုဆက်မောင်းသွားခဲ့ပါတယ်။သူကမြူကိုတွေကိုရှောင်ရှားပြီးတော့အသက်ရှင်နိုင်မဲ့ခွေရည်တစ်ခုကိုရှာတွေ့ဖို့မျှော်လင့်ရင်းနဲ့သူ့ရဲ့ဝမ်းနဲ့မှုတွေကိုမျိုးသိပ်ထားခဲ့ပါတယ်။ ခီးသွားနေတော့မှပဲလမ်းမှာသူတို့ကဆေးရငဲ့စရာမြင်ကွင်းတွေကိုတွေ့ခဲ့ရပါတယ်။လူနာကဘဝင်းညင်ကကဘာပြက်ကရိုက်ခတ်သွားသလိုမျိုးပျက်စီးနေခဲ့တာပဲဖြစ်ပါတယ်။သူတို့ကလမ်းပြတ်ကူးနေတော့မှပဲပေယာပေါင်းများစွာမြင်မာတဲ့ခြေချောင်းချောင်းပါတဲ့အရာမတရဝါကြီးဒီကောင်ကလမ်းကိုဖြတ်ပြီးတော့မြေကိုးတွေချားကနေနေကြီးစာလျှောက်သွားနေတာကိုမြင်ခဲ့ရပါတယ်။အဲဒီကောင်ကြီးကလူသားတွေထင်ထားတာထက်ပိုပြီးတော့ကြီးမားနေခဲ့တာပါ။အဲ့လိုရာမတရဝါကြီးတီရှိနေတဲ့အတွက်သူတို့ရဲ့ခြေနေကမရေရာပဲနဲ့အကူညီမဲ့နေချောင်းကိုပို့ပြီးတော့သဘောပေါက်လာခဲ့ကြပါတယ်။ ။ဒီနောက်မှာတော့ David ကမိုင်မောင်းများစွာမောင်းနေခဲ့ပြီးသူကားတွေကတက်စီကုန်သွားတဲ့အခါမှာတော့မြို့ဝတွေဖုံးလွှမ်းနေတဲ့ကျေးလက်လမ်းမကြီးပေါ်မှာရပ်တန့်သွားခဲ့ပါရ။ဒီချိန်မှာပဲကားတွေကလူငါးယောက်ကတော့တက်စီမရှိထွက်ပြေးဖို့လည်းလမ်းမရှိကဲကဲခံရဖို့မျှော်လင့်ချက်လည်းမမြင်ရဘဲနဲ့အဆုံးမရှိတဲ့မြို့ကိုယ်ထဲမှာပြိမိနေခဲ့ကြပါရ။အသေးအံစဉ်းစားပြီးကြတဲ့နောက်မှာတော့သူတို့ကဆုံးဖြတ်ချက်တစ်ခုကိုလက်ခံခဲ့ကြပါတယ်။မွန်ဆာရီရောက်လာအောင်စောင့်နေမဲ့စားသူတို့ကအမြန်ဆုံးကိစ္စပြတ်မဲ့အဆုံးသက်ကိုရွေးချယ်ခဲ့ကြပါတယ်။ မြေရီနဲ့တူဒေးဗစ်ကလက်ကျန်ကြီးစံ၄တောက်သာရှိတဲ့တနတ်ကိုမြှောက်လိုက်ပြီးတော့သူ့အဖွဲ့တွေနဲ့သူ့ကလေးကိုတတော်ဝါရီရဲ့လက်ထက်အရောက်ခံမဲ့စာနာကျင်မှုမရှိတဲ့လွမြောက်ချင်းကိုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။စေပြအားငယ်ဖို့နဲ့တူသူကကားရဲကအသက်ရှင်ကြရဲ့သူတွေဖြစ်တဲ့အမန်ဒါတန်နဲ့အရင်စတိုကိုတယောက်ပြီးတယောက်ပြစ်တက်ခဲ့ပြီးတော့နောက်ဆုံးမှာတော့သူသားငယ်လေးပီလီရဲ့အသက်ကိုသူကိုယ်တိုင်နှုတ်ယူလိုက်ရပါတယ်။ကားရဲမှာတနတ်တန်တွေပက်တင်ထန်းနေခဲ့ပြီးသူ့ဖော်လျောက်ကလည်းတက်မဲ့ကလဲကျသွားခဲ့ကြပါတယ်။ ဂျီဇန်နီကုံသွားတဲ့ခါမှာတော့ဒေးဗစ်ကနာကျင်မှုနဲ့ထိတ်လန့်မှုကြောင့်ဒုန်းလုံးနေခဲ့ပြီးတော့တယောက်တည်းသစ်ရှင်ကြံရခဲ့ပါတယ်။ဒီနောက်မှာတော့တတဝါရီရောက်လာပြီးသူ့ကိုတတ်သွားပါစေလို့ဆုတောင်းပြီးတော့ကားလေးကနေထွက်လာခဲ့ပါတော့လေ။ဒေးဗစ်ကကားလေးကနေထွက်လာတဲ့ခါမှာတော့စိတ်ပြေအားငယ်စွာနဲ့အော်ဟစ်လိုက်ပါတယ်။ခဏကြာမှပဲသူ့ဘဝင်းကျင်ကမြူကိုတွေဖြည်းဖြည်းချင်းလွင့်ပြေစပြူလာခဲ့ပါပြီ။မြူကိုရီကြားကနေတောက်ပါတဲ့အလင်းနှံတစ်ခုထွက်ပေါ်လာခဲ့ပြီးတော့တန်ကြက်ကတင်ကားတစည်းကလည်းအင်ဂျင်တန်နဲ့အတူထွက်ပေါ်လာတာတိတ်ဆိတ်မှုကိုဖြိုကွဲခဲ့ပါတယ် ယူကိုရီရှင်းလင်းသွားတဲ့အချိန်မှာတော့လမ်းပေါ်မှာအမေရိကန်စစ်တပ်ကတန်ကြပ်ကရင်တန်းပေါ်လာခဲ့ပါတယ်။တင်ကားတွေနဲ့တန်ကြပ်ကကားတွေလာနေခဲ့ကြပြီးတော့စစ်သားတွေကလည်းမိသက်ပိုက်တွေနဲ့တနတ်တွေကိုတုံးကပင်းကိုအိမ်တွေကိုမိရှို့ရင်းနဲ့ဂျန်တဲ့တရဝါတွေကိုပြက်ခတ်ကပဝင်းညင်ကိုပြပြချင်းပြန်လဲထိတ်ချုပ်ခဲ့ကြပါတယ်။ဒီဘက်ကတော့စစ်တပ်ရဲ့လှုပ်ရှားမှုကိုအံအားသင်းစွာနဲ့မယုံကြည်နိုင်ပဲရက်ကြည့်နေခဲ့ရပါတယ်။ စစ်သားတွေရဲ့ထရက်ကားတွေထဲမှာအသက်ရှင်ကျန်ရဲ့သူတွေအပြည့်ဖြစ်နေတာကိုသူကမြင်လိုက်ရပြီးတော့အဲ့ဒီထဲမှာကလေးတွေကိုရှာဖို့အတွက်စူပါမားကတ်ကနေတယောက်တည်းထွက်သွားတဲ့အမျိုးသမီးလဲပါဝင်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဒေးဗစ်တယောက်ရက်ဆက်တဲ့အဖြစ်မှန်တစ်ခုကိုနာကျင်စွာသဘောပေါက်သွားခဲ့ပါတယ်။သူတို့သားနောက်ထပ်မီးနဲ့အနေငယ်လောက်တောင်းခံခဲ့မယ်ဆိုရင်အကုန်လုံးကယ်တင်ခံရမှာဖြစ်ပြီးတော့အကူအညီမရောက်လာခင်စက္ကန့်ပိုင်းလေးမှာပဲသူကသူ့ရဲ့သားနဲ့တကယ်ချင်းတွေကိုတပ်ပစ်လိုက်မိတာပဲဖြစ်ပါတယ်။ အဲဒါကြောင့်ပဲဒေးဗစ်တယောက်ပြည့်စည်စိတ်ခံစားလိုက်ရပြီးနောင်နာပေါင်း36000ရာကတူးထောက်လဲချသွားပါတော့လေဇလန်လေးကတော့ဒါပါပဲခင်ဗျာဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ